င်္ဂလာပါ orange ပါဒီနေ့မှာတော့ပေါ့နော်ဒီနှစ်ပိုင်းဖြစ်နေတဲ့စပင်ကိုဆေးဆိုးတဲ့အခါမှာဒီအယောင်ကွက်ဝါးလို့ဖြစ်ဒီ virgin hair ပေါ်မှာအယောင်လေးလေးလေးတွေကိုဆိုးတဲ့အခါမှာဒီထိတ်တွေပါလေလင်းဝါးထိတ်ကွက်ဝါးတဲ့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီဧည့်သည်ကပြန်ပြီးတော့ညီဖို့အတွက်ကလည်းအချိန်မလိုတော့ဘူးပေါ့နော်ဒီလိုအခြေအနေမျိုးမှာအလွယ်ကူဆုံးတဲ့ဒီအယောင်ပြန်ညှိလို့ ရနိုင်မယ်နီနာနေကိုမျှဝေပေးချင်ပါတယ်ကိုစပင်ဆစ်ဆိုးတဲ့အခါမှာထိတ်တည်းအနေငယ်တင်းသွားတာမျိုးပဲဖြစ်ဖြစ်ပေါ့နှစ်ပိုင်းဖြစ်နေတဲ့စပင်မှာပေါ့နော်ဒီအလင်းအစင်းရှိတဲ့ level တွေကအယောင်ွက်နေတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်လို့အချိန်နေမျိုးတွေကြုံလာခဲ့တယ်ဆိုလို့ရှိရင်ပေါ့နော်ကိုဆိုးထားတဲ့အယောင်ရဲ့တဆင်းနိုင်တဲ့ level စေးပူကိုတဆနောက်ပြီးတော့011ကိုတဆ နောက်ပြီးတော့3%ကိုစပြီးရောပြီးတော့မွေပေါ့နော်ပေါ့လို့ရှိရင်အဲ့ထက်မှာကိုခေါင်းလျှော်မဲ့ရှမ်ပူထည့်ထည့်ပြီးတော့ထပ်ပြီးတော့မွေဒါလေးနဲ့ဒီဧည့်သည်ရဲ့ခေါင်းကိုခေါင်းလျှော်ရင်းလျှော်ရင်းနဲ့ဒီလင်းတဲ့နေရာလေးပုံရင်းပုံရင်းပုံရင်းနဲ့ပေါ့နော်အယောင်ညီွားတဲ့အထိခေါင်းလျှော်ပေးလိုက်မယ်ဆိုလို့ရှိရင်လည်းဒီဧည့်သည်ရဲ့စပင်းထိုက်လင်းွားတာနှပိုင်းဖြစ်တဲ့စပင်းမှာဒီအလင်းအစင်းမြင်တဲ့နေရာတွေကအယောင်ကွက်ဒီလိုအခြေအနေမျိုးတွေကိုအေးပေါ်နီလာနဲ့ အယောင်လေးညီဝအောင်ဖြည့်ရှင်းပေးလို့ရပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိရင် page ကို like and follow လုပ်ခဲ့ပါနောက်ဗီဒီယိုမှာကြည့်ပါမယ် orange ပါ